လူတော်တော်များများမသိသေးတဲ့ကျွန်တော်တွေကက်ကက်နဲ့ကာလာအဂျက်လုပ်တဲ့နီလန်းကိုပြောပြမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တွေအကူအဂျက်လုပ်ရှင်တဲ့ဗီဒီယိုဖိုင်လေးကိုတိုင်းလိုင်းနဲ့ကိုဆွဲထည့်ထားပါထည့်ပြပါပြီဆိုလို့ရှိရင်ကျွန်တော်တို့ကဒီမှာ adjust ဆိုတာရှိပါတယ်เนาะဒီ tool တွေထဲမှာ adjust ဆိုတာရှိပါတယ်အဲ့ဒါကိုကျွန်တော်တို့ဒီချက်နှိပ်လိုက်ပါ adjust ကိုနှိပ်လိုက်တယ်ဆိုလို့ချင်းကျွန်တော် brightness ရှိမယ်ပြီးလို့ရှင်เนาะ color matter ရှိမယ်ပေါ့เนาะပြီးလို့တင်ချင်းကျွန်တော်တို့က auto adjust တွေရှိမယ်ပေါ့เนาะ auto adjust တွေရှိမယ်ပြီးလို့ရှင်เนาะကျွန်တော်တို့ဒီမှာ color correction ဆိုတာရှိမယ်ပေါ့เนาะ color correction ပါတာဖြစ်တဲ့အတွက်သုံးရတာအဆင်ပြေတယ်ဒါပေမဲ့ဒီကောင်တွေကကြာတော့ဘယ်လိုမျိုးလဲဆိုလို့ရှင်ကျွန်တော်တို့က ဘယ်လိုမျိုးလဲဆိုလို့ရှိရင်ကျွန်တော်တို့ဒီဟာတွေကိုတုံးလို့ရဖို့အတွက်ဆိုလို့ရှိရင်တော့ကက်ကက်ဘလို့ဖြစ်ဖို့တော့လိုတယ်ပေါ့နော်ကျွန်တော်ကတော့လာစဉ်ဟာလာကက်ကက်ကိုပြီးပြီးတော့လာစားပြီးပြီးတော့တုံးထားတာဖြစ်တဲ့အတွက်ကျွန်တော်တို့အသုံးပြုလို့ရပါပေါ့နော်အဲ့တော့အော်တိုကိုကျွန်တော်တို့အရင်ဆုံးစမ်းပြီးတော့တုံးကြည့်မယ်ပေါ့နော်ကျွန်တော်အဓိကပြချင်တာကဒီမှာတုံးတဲ့နီလန်းတွေကိုပြချင်တာဖြစ်ပါတယ်နော်အဲ့တော့ဒီမှာ auto adjust ကိုကျွန်တော်တို့ နှိမ့်လိုက်တဲ့အခါမှာအခုလိုမျိုးကာလာတန်ဘိုးကတက်လာမှာဖြစ်ပါတယ်နော်ကာလာတန်ဘိုးတက်လာမှာဖြစ်ပါတယ်ဒါအော်တိုအက်ဂျက်ဖြစ်ပါတယ်နော်ဟုတ်ပြီကျောက်တာကိုတန်ဘိုးကိုကျောက်လေး25လောက်ပဲကျောက်ထားလိုက်နော်ပြီးလို့ချင်းကျောက်ကကာလာကော်လရှင်ပေါ့နော်ကာလာကော်လရှင်မှာဆိုလို့ချင်းအခုလိုမျိုးကျောက်ကော်လနှိမ့်လိုက်တာနဲ့အခုလိုတန်ဘိုးကသူက80ဖြစ်ပါတယ်တန်ဘိုး80လုံးကျောက်ဒီအသုံးအဆင်မပြေတာဖြစ်တဲ့အတွက်ကျောက်ဒီပြန်ပြီးတော့ချော့ချလိုက်မယ် ချောချပြီးသွားပြီချောချလိုက်တယ်ဆိုလို့ရှိရင်ကျုပ်35လောက်ကျုပ်လေးထားလိုက်ပါမယ်နော်35လောက်ထားလိုက်မယ်ပြီးလို့ရှိရင်တော့ကျုပ်ပြန်ပြီးတော့ဖွင့်ကြည့်လိုက်မယ်ဒါဆိုလို့ရှိရင်ခုနကကာလာနဲ့အများကြီးကျုံတွေပြောင်းလဲသွားတာကိုမြင်တွေ့ရမှာဖြစ်ပါတယ်နော်အဲဒါကတော့ကာလာမတ်တက်ဆိုတာဖြစ်ပါနော်ကာလာမတ်တက်ကတော့ကျုံတွေကိုကဘယ်ကာလာကိုယူပြီးတော့အသုံးပြုနေတာလဲပေါ့နော် ဘယ်ကာလာကိုယူပြီးတော့အသုံးပြုနေတာလဲသူနဲ့အလားတူကျုပ်တွေကဗီဒီယိုတစ်ပုဒ်စီကနေပြီးတော့ကာလာကူးယူပြီးတော့အဲ့ဒီကာလာတိုင်းကိုကျုပ်တွေဒီမှာပြန်ပြီးတော့တက်ရောက်မှုရှိတာဖြစ်ပါတယ်နော်အိုကေပါနော်အဲ့ဒါဆိုလို့ရှင်ကျုပ်တွေဒီမှာပြန်ပြီးတော့နောက်ကိုပြတ်ဖတ်ပါမယ်အဲ့တော့ apply လုပ်ထားတာဖြစ်တဲ့အတွက်နည်းနည်းလေးစောင့်ကြည့်ရမှာဖြစ်ပါတယ်နော်ဒါဆိုလို့ရှင်တော့ကျုပ်တွေကဒီမှာကာလာမတ်တက်ကိုကျုပ်ဒီအတိုင်းမထားဘူးနော်သူ့ရဲ့တန်ဖိုးကိုကျုပ်တွေ40လောက်ပဲထားမယ်40လောက်ထားပြီးတော့ကျုပ်တွေပြန်ကြည့် โอเคပြီးလို့ရှိရင်ကျွန်တော်တို့ဒီဘက်မှာ fry net တွေရှိတယ် content ရှိတယ်ပြီးလို့ရှိရင် saturation တွေရှိတယ်ပေါ့နော် saturation တွေရှိတယ်ပြီးလို့ရှိရင်တော့ bright net bright line တွေရှိတယ်ပြီးလို့ရှိရင်တော့ span ဆိုတာတွေရှိတယ်ပေါ့နော်အဲ့တော့ဒီမှာကသူကတော့အများကြီးရှိပါတယ်အဲ့တော့ဒီမှာဆိုလို့ရှိရင်ကျွန်တော်အဖြူရဲ့တန်ဖိုးကိုကျွန်တော်တင်ခြင်းတယ်ပေါ့နော်အဖြူတန်ဖိုးတင်ခြင်းတယ်ဆိုလို့ရှိရင်အဖြူနှိပ်လိုက်ပါနှိပ်ပြီးသွားပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီဘက်ကိုနည်းနည်းလေးဆွဲပေးလိုက်ဒါဆိုလို့ရှိရင်တော့အဖြူရဲ့တန်ဖိုးကနည်းနည်း ပို့ပြီးတော့ကြွလာမယ်လို့မြင်တွေ့ရမှာဖြစ်ပါเนาะကြွလာတယ်လို့မြင်တွေ့ရမှာဖြစ်ပါတယ်ဖြူတန်ဖိုးတက်လာမယ်ပြီးလို့ရှင် black ပေါ့เนาะဒီ black ရဲ့တန်ဖိုးကိုကျွန်တော်တို့ရေနည်းနည်းလေးတက်ရှင်တယ်ဆိုလို့ရှင် black ရဲ့တန်ဖိုးပေါ့เนาะအကယ်၍ချောချခြင်းတယ်ဆိုလို့ရှင်တော့ကျွန်တော်ဒီဘက်ကိုချောချ sorry เนาะ sorry ဒီဘက်မှာဆိုလို့ရှင်အနှုတ်ဆိုလို့ရှင်သူကကြတော့မဲနေရရာဒီပို့ပြီးတော့မဲသွားတာဖြစ်ပါတယ်เนาะသူကစန့်ကျင်ဘက်ကိုကျွန်တော်သွားရတာဖြစ်ပါเนาะ okay เนาะ ဒါဆိုလို့ရှိရင်ကျုပ်တို့အခုလိုပုံစံမျိုးမြင်တွေ့ရမှာဖြစ်ပါတယ်အဲ့တော့ဒီခုနကပြောသလိုမျိုးဟာလားအနက်ရောင်ကိုပို့ပြီးတော့နှက်ချင်တယ်ဆိုလို့ရှိရင်တော့ကျုပ်ချဲလို့နှိပ်လိုက်နှိပ်ပွားပြီးဆိုလို့ရှိရင်တော့ကျုပ်တို့ချဲလို့သူနဲ့ဆန့်ကျင်ဘက်ကလေးကိုနည်းနည်းလေးတွားပေးလိုက်ဒါဆိုလို့ရှိရင်တော့ခုနကနှက်နေတဲ့အရာဒီပို့ပြီးတော့နှက်ဟိုမဲမောင်းတာကိုမြင်တွေ့ရမှာဖြစ်ပါတယ်နော်ကျုပ်လင်းနေတယ်ဆိုလို့ရှိရင်တော့သူကတံပိုးကိုပြန်ပြီးတော့တင်ပေးရမှာဖြစ်ပါတယ်နော် အဲပြီးလို့ရှိရင်တော့ကျွန်တော်တို့ဒီမှာ who are saturation who are saturation မှာဆိုလို့ရှိရင် who are အနီရောင်တင်ကျင်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့အနီရောင်ကိုဒီမှာရွေးပေးရမှာဖြစ်ပါတယ်နော်အနီရောင်ရွေးပြီးတာနဲ့ကျွန်တော်တို့ဒီကဒီမှာ saturation လေးကိုနည်းနည်းလေးတင်လိုက်မယ်ပြီးလို့ရှိရင်တော့ကျွန်တော်တို့ဒီမှာ who ကိုနည်းနည်းလေးကျွန်တော်တို့ဒါဆိုလို့ရှိရင် who လေးကိုနည်းနည်းလေးတင်ပေးလိုက်ပေါ့နော်ပြီးလို့ရှိရင်တော့ကျွန်တော်တို့ဒီကဒီမှာ like snap ပေါ့နော် လိုက်ချနာကိုနည်းနည်းလေးချပေးလိုက်ဒါဆိုလို့ရှိရင်ကျွန်တော်တို့တွေကပုံမှန်ထပ်ပူပြီးတော့ပုံမှန်ထပ်ပူပြီးတော့နောက်ကအနီရောင်လေးကပူပြီးတော့အဲအနီရောင်ကာလာလေးတက်လာတာကိုမြင်တွေ့ရမှာဖြစ်ပါတယ်ဝါးဟုတ်ကဲ့ပါအဲ့တော့အဝါရောင်ကိုကျွန်တော်တို့တွေကတိုးချင်တယ်ဆိုလို့ရှိရင်เนาะအဝါရောင်ကျွန်တော်တို့အစိမ်းကိုတိုးချင်တယ်ဆိုလို့ရှိရင် အစိမ်းပေါ့เนาะဟုတ်ပြီကျွန်တော်အပေါ်ကအစိမ်းရောင်လေးကိုကျွန်တော်တိုးပြမယ်အပေါ်ကအစိမ်းရောင်လေးကိုကျွန်တော်တို့ဒီတိရွက်လေးကိုတိုးมาဖြစ်တဲ့အတွက်ဒီမှာသူ့ရဲ့ saturation ကိုနည်းနည်းလေးကျွန်တော်တင်လိုက်เนาะโอเคလား ိုးပြီးတော့ကျွန်တော်တို့စိမ့်လာတာကိုမြင်တွေ့ရမှာဖြစ်ပါတယ်နော်โอเคเนาะအဲ့တော့ဒီဗီဒီယိုမှာပါတဲ့အစိမ်းရောင်မှန်သမျှဒီအလုံးကာလာကကျော်လေးကာလာတက်သွားတာဖြစ်ပါတယ်စကြူကလာခုကစကြူလေးရှင်ရဲ့သဘောတရားကဒီလိုမျိုးဖြစ်ပါတယ်နော်โอเคရပြီဆိုလို့ချင်းကျော်လူတွေကဗီဒီယိုလေးကိုပြန်ပြီးတော့အဲဖွင့်ကြည့်လိုက်မယ်ဖွင့်ကြည့်ယူပါပြီကိုကကြိုက်ပြီပေါ့နော် ရပြီဆိုလို့ရှိရင်တော့ကျွန်တော်ဒီမှာအမှန်ရှိပြီးတော့ပြန်ပြီးတော့ထွက်လိုက်လို့ရပါပြီเนาะဒါဆိုလို့ရှိရင်ကျွန်တော်တို့ကဒီဗီဒီယိုလေးမှာဆိုလို့ရှိရင် color လေးတွေကိုဘယ်လိုအသုံးပြုလဲဆိုတာကိုသုံးတဲ့နီလာလေးပြပါပြီဖြစ်ပါတယ်ဘယ်လိုလုပ်ပါလို့ကျွန်တော်ဒီပုံတိကားချက်မရှိဘူးပေါ့เนาะဘယ်လိုလုပ်ပါလို့ပုံတိကားချက်ဆိုတာမရှိဘူးကိုယ့်ရဲ့ဗီဒီယိုပေါ်မှာမူတည်ပြီးတော့အဲဒီ color တွေကိုကျွန်တော်တို့က adjust ပြန်ပြီးတော့လုပ်ပေးသွားတာဖြစ်ပါတယ်အဓိကက ုံးနဲ့နီလန်တိသွားဖို့အဓိကဖြစ်ပါတယ်။ဟုတ်ကဲ့ပါ။ကျွန်တော်ရဲ့ဗီဒီယိုလေးကိုကြည့်ပေးကြတဲ့တယောက်ချင်းကြီးတိုင်းကျေးဇူးတင်ပါတယ်။နောက်ထပ်ဗီဒီယိုတွေမှာလည်းဘလို့အကြောင်းအရာတွေကိုသိကျင်လဲဆိုတာ comment အောက်မှာရေးပေးခဲ့ပါဦးခင်ဗျာ။